ကဲ့ပါကျွန်တော်တို့ဒီဘက် week 7ရဲ့နောက်ထပ်ပြည်သက်တွေအကြိုက်တွေ့မဲ့ပွဲကောင်းတစ်ပွဲရှိပါတယ်ဒီပွဲကတော့ဒါရန်ကုန် United အသင်းနဲ့ Hunter United အသင်းတို့ပွဲစဉ်ပဲဖြစ်ပါတယ်အော်တိုဝါ25ရဲ့ညနေ3:00ပွဲ WSC ခွင့်မှာရှင်ပြိုင်ကြလာမှာဖြစ်ပါတယ်ကိုမင်းကစတင်သုံးသပ်ပေးပါဦးကြောက် ဟုတ်ပါတယ်ဒီလာမယ့်ပွဲစဉ်25ရက်နေ့မှာကစားမယ့်ပွဲစဉ်ကတော့ရန်ကုန်ယူနိုက်တက်အသင်းနဲ့ဟာတာယူနိုက်တက်အသင်းတို့ထိတိုက်တွေ့ဆုံနေတာဖြစ်တယ်ပြီးခဲ့တဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ရန်ကုန်ယူနိုက်တက်အသင်းကတကတကုံးဘောအသင်းကိုဒါကိုပြတ်ဆုံးကိုပြတ်တယ်ဗောဟုတ်ပါတယ်ဟုတ်ပါတယ်ကိုကိုကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်ဗောနော်အဲဒီပွဲစဉ်မှာဆိုလို့ရှိရင်မိုကူကလည်းပဲအခြေဆွမ်းပြပြီးတော့ကိုရီသွင်းခဲ့တယ်အသင်းဟောင်းကိုသွင်းနိုင်ခဲ့တယ်ပြီးလို့ရှိရင်ဒီဆိုးကလည်းဒါ လက်ရှိမှာပုံစံကောင်းရပြီးတော့ကိုရီသွန်းနိုင်ခဲ့တယ်။ဆိုတော့အဲကကြတော့ဒီရန်ကုန်ရဲတဲ့အတင်းရဲ့လက်ရှိအနေထားခုဖောင်ကတော့တော်တော်လေးကောင်းနေပြီးတော့ MPC ရဲ့ထိတ်ဆုံးမှာလည်းရမ15မှတ်နဲ့ရက်ဒီနေနေတာတွေ့ရတယ်။ပြန်ဖက်ဟန်တောင်ယူနေတဲ့အတင်းကတော့တို့အနေနဲ့ဒါနှစ်ပွဲဆက်သေးရက်လက်တွေသွားပြီးတော့ကြာခဲ့တယ်။ဒီဒီသေးရက်လက်တွေကြောက်မယ်တို့အနေနဲ့ MPC ရဲ့အဆင့်၄ကိုဆင်းပေးခဲ့တယ်လည်းသွားပြီးတော့တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့တို့အတင်းနေနဲ့ဟန်တောင်ယူနေတဲ့အတင်းနေနဲ့လက်ရှိမှာ အာဒီတေးရက်လေးတွေ့ဆုံနေပြီမဲ့ဒီရန်ကုန်ရက်တဲ့တင်းကိုတော့ပြန်ပြီးတော့ကြတော့သူတင်ကိုတင်ပြန်ပြီးတော့ရှင်မန်ကစားနိုင်တဲ့နေသားတစ်ခုတော့ရှိတဲ့နေသားတစ်ခုတော့ပြောပြီးတော့တွေ့ရတယ်ပေါ့နော်ရန်ကုန်ရက်တဲ့တင်းကလည်းဒီပွဲပြီးလို့ရှင်နောက်ဒီလာမယ့်ပွဲစဉ်ရှစ်မှာဆိုလို့ရှင်ဒကွန်စတာယူနိုက်တက်တင်းနဲ့ဒါပွဲကြီးပွဲကောင်းရှင်မန်ကစားရမယ်ဆိုတဲ့အခါကျတော့ရန်ကုန်ရက်တဲ့တင်းကလည်းဒီပွဲမှာအမှား အခံမဲ့နဲ့ဆက်ပြီးတော့နိုင်ပွဲရအောင်ကစားမယ်။ဟန်တောင်ယူနိုက်တက်အသင်းကလည်းပြီးခဲ့တဲ့ပွဲစဉ်တွေရဲ့တည်ရလက်ရမှုကိုပြန်လှချေဖြတ်ပြီးတော့အနိုင်ရအောင်ပြန်ကစားမှာဖြစ်တဲ့အခါကျတော့ဒီနေ့အသင်းအသင်းကြီးနဲ့တင်းရဲ့ထိတ်တဲ့တွေ့ဆုံမှုကတော့ပြည်သက်တီအကြိုက်ပွဲကောင်းတစ်ပွဲဖြစ်မယ်ဆိုတော့ကျွန်တော်လည်းပြောချင်ပါတယ်။ဥတော်ကြဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပေးပါဦး။ဟုတ်ကဲ့ပါလား။ရန်ကုန်ကတော့ကျွန်တော်တို့6ပွဲကစားပြီးချိန်မှာ9ပွဲနိုင်2ပွဲရှုံးထားတယ်။ရမ15မိနစ်အဆင့်တက်မှာရက်တည်နေတယ်။ဟုတ်ပါတယ်။ရှမ်းထက်တော့2ပွဲပူပူကစားထားတဲ့အနေထားတော့ရှိတယ်ပေါ့နော်။ဟုတ်ပါတယ်။အဲရန်ကုန်တိနောက်ဆုံးကစားထားတဲ့2ပွဲကိုကြည့်မယ်ဆိုရင် တိုက်စစ်က15ခုထိရလာပြီးတော့နှစ်ပွဲဆက်ပေးဖို့မရှိဘူးပေါ့နော်တော်တော်လေးကိုတိုက်စစ်ကတော်တော်လေးကိုဟိုကိုသိမ်းများတဲ့အနေထားလေးပေါ့နော်အနေထားလေးကတော့အခုလည်းအများဆုံးတော်တော်လေးကောင်းတယ်ပေါ့နော်တော်တော်လေးပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုကစားရမယ့်အသင်းကရန်ကုန် United အသင်းကိုမနစ်ကချန်ပီယံလမ်းကြောင်းပေါ်ကနေတွေးဖွဲ့ပေါ့တွေးဖွဲ့တော့အောင်ပေါ့နော်လုံနိုင်ခဲ့တဲ့အသင်းလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့မနစ်ကဟန်တာရီနဲ့ရန်ကုန်နဲ့နှစ်ချိန်တွေ့ဆုံတဲ့အချိန်မှာနှစ်ချိန်စလုံးရန်ကုန်တည်ရကြခဲ့တယ်။အဲ့မှာဟိုမှာတကယ်ဆိုရန်ကုန်က တော့နိုင်ရမလို့ပြောတော့မှာပေါ့နော်နိုင်ထားမယ်ဆိုရင်တော့ရမယ်6မှတ်ရမယ်စာတေးကြွားတဲ့အတွက်နှစ်မှတ်ပဲရတယ်နှစ်ကျော်စလုံးမှာနှစ်မှတ်ပဲရတယ်အဲ့တော့၄မှတ်တိဟာပါတယ်အဲ့တော့ဟိုဘက်ကရှမ်းအော်တိုသူ့ထက်၄မှတ်တာပါတော့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒါကြောင့်လည်းကျွန်တော်ဟန်တာရီကဂျန်ကုန်ကိုချက်မြက်လမ်းကြောင်းပေါ်ကနေ ဘယ်လိုပြောမလဲဆင်းအောင်လုပ်တယ်ပဲပြောအောင်ပါเนาะဘယ်လိုပဲတွေးဖယ်သွားအောင်လုပ်နိုင်တဲ့အတင်းလို့ကျွန်တော်နေလည်းပြောချင်တယ်ပေါ့เนาะဆက်ရှိတဲ့အတင်းအဲအဆက်ရှိတဲ့အတင်းပေါ့เนาะအဲ့တော့ရန်ကုန်နေနဲ့အတူတတိထားကစားရမယ်ပေါ့เนาะအာပြီးတော့ပြောက်မျိုးမထုံးရလဲရန်ကုန်အတင်းအကြောင်းကောင်းကောင်းသိတယ်ပေါ့เนาะအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ရန်ကုန်နေနဲ့တော်တော်သိထားကစားရမယ်ဒီနေ့မှာအဲ့လိုဟန်တာရီရဲ့တွေးဖယ်ခြင်းကိုတို့ ခံအောင်မလားပေါ့နော်ဒါဒါကျွန်တော်အနေနဲ့ဒါအရန်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်လိုပဲဖြစ်ဒီနှစ်မှာတော့ရန်ကုန်ကပိုကောင်းလာတာတော့ကျွန်တော်အနေနဲ့မြင်ရတယ်ပေါ့နော်ဒီဘက်ကဟန်တာရီကိုကြည့်မယ်ဆိုရင်ဟန်တာရီဘက်ကကြည့်မယ်ဆိုရင်ဟန်တာရီက6ပွဲကစားပြီးချိန်မှာ3ပွဲနိုင်3ပွဲတည်ပေါ့နော်ရမ7နံပါတ်နဲ့ဆင့်4မှာရက်တည်နေတယ်လက်ရှိချိန်ထိရှုံးပွဲမရှိသေးဘူးဟန်တာရီကအဲ့တော့မှန်ပါတယ်ရန်ကုန်အနေနဲ့ရှုံးပွဲမရှိသေးတဲ့ဒါဟန်တာရီကိုသူတို့ ဘလို့တို့ဒါဝိုင်းရက်စီအင်ခွဲမှာဘလို့တုံ့ပြန်မလဲဘလို့ရင်းဆိုင်မလဲမနစ်ကတော့နှစ်ကြော့လောက်တည်ကြခဲ့တယ်ပေါ့နော်အဲ့တော့ဟန်တာတွေကလည်းစောင်းတော့ကိုဝင်းပြောလို့ပြီးခဲ့တဲ့တပတ်မှာ ARN ကတည်ကြခဲ့တယ်ပေါ့တည်ကြခဲ့တဲ့အတွက်သူ့အနေနဲ့ရန်ကုန်စီကအမှတ်ရသလောက်ယူနိုင်အောင်တို့အနေနဲ့စ조사မှာပေါ့နော်အဲ့တော့ဟိုပြန်ခြုံပြီးပြောရမယ်ဆိုရင်အဲဟန်တာတွေတော့ကိုကျွန်တော်အနေနဲ့ပြောချင်တာကရန်ကုန်ကမနစ်ကထက်ပိုကောင်းတဲ့ရန်ကုန်ဖြစ်နေတယ်အထူးသဖြင့်ပေါ့နော်နိုင်ငံခြားကစားသမားတွေအားအား ပိုကောင်းလာတဲ့အနေအထားမျိုးမြင်ရတယ်။တိုးစုပြတိုက်စစ်ပိုင်းကပိုမြိုင်လာတာလည်းမြင်ရတယ်ပေါ့နော်။အဲ့တော့ဟိုဟန်တော်ရီနေနဲ့တော့ဒီနှစ်ကရန်ကုန်နဲ့ကစားနည်းနည်းပိုကတ်ခဲမယ်လို့ကျွန်တော်နေနဲ့ထင်တယ်။ချုပ်ပြီးပြောရမယ်ဆိုရင်ရှုံးပွဲမရှိသေးတဲ့ဒါဟန်တော်ရီကိုရန်ကုန်တို့ရှုံးပွဲတွေ့အောင်လုပ်ပြနိုင်မှာ။ဒါမှမဟုတ်ဝဲဟန်တော်ရီကပဲမနစ်ကဆန်ကျင်ကိုဆက်လက်သိမ်းထားနိုင်မှာပေါ့เนาะအဲ့တော့ဒီပွဲကလည်းဆုံးတော့ကျွန်တော်သုံးသက်ခဲ့တယ်လို့ပဲပေါ့เนาะတော်တော်လေးကိုပွဲကြီးပွဲကောင်းဖြစ်မယ်ဟေ့ဆိုတာကတော့ကျွန်တော်သုံးသက်ချက်တွေရမြင်တွေ့ရမှာပဲဖြစ်ပါတယ်အဲ့တော့ပြည်သက်တွေ live RPG ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ